မင်္ဂလာပါဒေါက်တာထွန်းမြတ်ဝဲမှာဇေဝပညာ channel ကနေပြီးကြိုးစားပါတယ်ကျွန်တော်ဒီနေ့ပြောချင်တာကတော့เนาะအဖြစ်များတဲ့ဝေဒနာတစ်မျိုးဖြစ်တဲ့နှာခေါင်းပိတ်တာနှာခေါင်းပိတ်တဲ့အကြောင်းဖြစ်ပါတယ်เนาะကျွန်တော်ဒီကိုပြောချင်တာကကျွန်တော်နှာခေါင်းပိတ်တာကို9မိနစ်အတွင်းမှာတတ်တာသေးမဲ့နီလန်း9ခုအကြောင်းဖြစ်ပါတယ်เนาะကျွန်တော်တူ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 နဲ့လွေးမပြောလိုက်အောင်เนาะဆိုတော့နှာခေါင်းပိတ်တာကျွန်တော်တို့ဒီအေးမင်းနှာခေါင်းပိတ်တယ်တဲ့เนาะတခြားကြောင့် allergy တောင်းဖြစ်တဲ့ allergy ကြောင့်လည်းကျွန်တော်နှာခေါင်းပိတ်တယ်လေဓမ္မတဲ့တာပေါ့လေဆိုတော့အကြောင်းမျိုးကြောင့်နှာခေါင်းပိတ်တာဖြစ်တတ်ပါတယ်အများသောအားဖြင့်เนาะမိုးတွင်ဆောင်းတွင် အဲ့ဒီအချိန်တွေမှာဆိုရင်နှကောင်းပိတ်ပါတယ်ကလေးလူကြီးမရွေးနှကောင်းပိတ်တဲ့ကြပါတယ်เนาะအရင်အဖြစ်များတဲ့ဝေနဲ့တမျိုးဖြစ်ပါတယ်အဲ့ဒီကမှကျွန်တော်နှကောင်းပိတ်တာကိုအမှန်ကန်ထိရောက်တဲ့နီလန်းနေနဲ့အသုံးပြုပြီးတော့တက်တောင်းလုပ်လို့ရပါတယ်ဆိုတော့ဒီနီလန်းတချို့ကလည်းသိရင်သိပါလိမ့်မယ်တချို့လည်းမသိပါဘူးကျွန်တော်ဒီနီလန်း၅ခုကတော့အထီရောက်ကောင်းမွန်တဲ့နီလန်းတွေဖြစ်တဲ့အိမ်တွင်းမှာကုသလို့ရနီလန်းတွေဖြစ်တဲ့ပတ်စံလဲတပြားတစ်ချက်မှအများကြီးကုန်တရားမလိုဘူးပေါ့ဗျာပြီးတော့ဆရာဝန်တွေလည်းပြသတရားမလိုဘူး ာမန်နှခေါင်းပိတ်တာကတော့ကျွန်တော်တက်တာသွားတယ်မြေနီလန်းနေဖြစ်ပါတယ်เนาะဆိုတော့အာမာနီလန်းနေရှိလဲဆိုတော့ကျွန်တော်တခုချင်းဒီပြောပြပေးတော့မှာဖြစ်ပါတယ်အဲပရမတုကကျွန်တော်ဗာလဲဆိုတော့ steam inhalation လို့ခေါ်တဲ့ရေနှင်းငွေရှူတာဖြစ်ပါတယ်เนาะချိုးလာတိကြပါလိမ့်မယ်ကျွန်တော်ကိုယ်မှာဆိုရင်လည်းပဲကျွန်တော်ဒီရေနှင်းငွေရှူခြင်းအဖြစ်တက်တာတွေအများကြီးကိုတွေ့ရပါတယ်เนาะဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ရေနှင်းပုံမှန်ပြထားတဲ့အတိုင်းရေနှင်းငွေလေး အာတခုဟိုယူလိုက်ပေါ့နော်ရင်တွေရင်တွေဘန်ဘန်ကောတဲ့ရင်တွေထည့်လိုက်မယ်ပြီးတော့ရင်တွေငွေကိုကျွန်တော်ဒီဆောင်းလေးအုပ်ပြီးတော့မှရှူပေးရမှာဖြစ်ပါတယ်နော်တော့2မိနစ်3မိနစ်လောက်ရှူပေးလိုက်ပါအပေါ်ပြီးတော့ထီရောက်စေချင်တယ်ဆိုရင်တော့ကျွန်တော်ဒီရင်တွေငွေတဲ့ကိုရင်တွေတဲ့ကိုကျွန်တော်ဒီပြားရည်တားမို့ပုစီနံပပမင့်ပုစီနံအစီလို့ခေါ်တယ်ပပမင့်ဝိုင်းနော်အားလေးကိုဒဇန်တစ်လောက်ထည့်ပြီးရှူမယ်ဆိုရင်ကျွန်တော်နှာခေါင်းပွင့်သွားမယ်နော်အာလမ်းကြောင်းနဲ့ပွင့်သွားမယ်အသက်ရှူရတာကျွန်တော်ဒီ နှခေါင်းနှခေါင်းလမ်းကြောင်းမှာရှိတယ်ကျွန်တော်ချွဲတွေပျော်ပြီးတော့မှအသက်ရှူလမ်းကြောင်းပွင့်သွားမှာဖြစ်ပါတယ်နော်ဒါနှခေါင်းပိတ်တာအသက်တာသွားမှာဖြစ်ပါတယ်ဒါကတော့ပထမနီးလမ်းမှာအဲနောက်တစ်ခုကကျတော့ဘာလဲဆိုတော့ကျွန်တော်ဒီနှခေါင်းကိုရေနေရေနေဝဲဝဲကတ်တာပေါ့နော်1 compress လို့ခေါ်တယ်နော်ဆိုတော့အာရေစွတ်ထားတယ်ရေနေစွတ်ထားတယ်တပတ်တန်တန်လေးကိုညှက်ပြီးတော့နှခေါင်းဒါမှမဟုတ်ဘူးပေါ့1မိနစ်2မိနစ်လောက်တင်ထားပြီးမှဆိုရင်လည်းပဲကျွန်တော်ဒီနှခေါင်းပိတ်တာကိုတတ်တာသေးပါတယ်နှာခေါင်းနှွေးသွားပြီးတော့သွေးလည်းပဲမကောင်းပြီးတော့မှကျွန်တော်နှာခေါင်းပိတ်တာမြင်မြန်တတ်တာသေးတယ်နီလန်ဖြစ်ပါတယ်เนาะ ဒါအိမ်တို့မှာဒါအိမ်တို့မှာကျွန်တော်ပြုလုပ်လို့ရနီးလန်းနေဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်ဒီ slide rings လို့ခေါ်တဲ့ဒီစားရည်နဲ့နှာခေါင်းကိုဆေးတာဖြစ်ပါတယ်เนาะဆိုတော့ချိုးလိုက်လို့ချိုးကြလဲလှုပ်ဖူးကြပါလိမ့်မယ်เนาะဆိုတော့ရိုးတွေပါကျွန်တော်ရင်းရင်းစားဆေးတယ်နဲ့ဝယ်လို့ရတယ်ဗျာ slide solution လေးဝယ်ဒါဒါမှမဟုတ်လည်းကျွန်တော်ဒီအိမ်မှာရှိတဲ့စားနေရည်ကိုထည့်ဖြော်လိုက်ပါเนาะအဲ့ဒီစားနေရည်လေးနဲ့ကိုကျွန်တော်ဒီနှာခေါင်းနဲ့ညှစ်ထည့်တာဖြစ်ပါတယ်เนาะနှာခေါင်းနဲ့ညှစ်ထည့်မယ်နှာခေါင်းနဲ့ကိုထည့်တယ်ဆိုရင်ကျွန်တော်ဒီ နှာခေါင်းထဲမှာရှိတဲ့ချွဲတွေပိုးမွားတွေကိုကျွန်တော်တန့်စင်ပေးတာဖြစ်တဲ့အတွက်နှာခေါင်းပိတ်တာကိုတတသွားနေတာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်ဒီဂျင်းနဲ့ပြားရည်ရောပြီးတောက်တယ်เนาะဒါကဂျင်းကအများကြီးကြာเนาะကျွန်တော်ဂျင်းပြုတ်ရည်လေးတောက်လိုက်တယ်ဆိုရင် အေးမီတုတ်ခွေးတတသားသေးတယ်เนาะဒါကတော့သဘောဝနီလန်းနေပေါ့เนาะအိမ်တွင်းကုထုံးနေပေါ့အဲပြီးတော့ဒီပြားရည်လေးနဲ့ရောတောက်မယ်ဆိုရင်ကျွန်တော်ခုကန်လည်းကောင်းမယ်เนาะကျွန်တော်အေးမီတုတ်ခွေးเนาะနာဆေးနာပိတ်တာကိုတတသွားနေမှာဖြစ်ပါတယ်ပြီးတော့လေချောင်းရတာကိုတတသွားနေမှာဖြစ်ပါတယ်เนาะအဲ နောက်ဆုံးတစ်ခုကကျွန်တော် acupressure လို့ခေါ်နှာခေါင်းနှိပ်နေပေးတာပေါ့နော်ကျွန်တော်နှာခေါင်းအဲတစ်ဖက်တစ်ချက်မှာရှိတယ် sinus point လေးတွေရှိတယ်နော် sinus point လေးတွေရှိတယ်အဲ့ဒီနေရာလေးကိုကျွန်တော်ဒီလက်ညှိုးလေးနဲ့နော်စက္ကန့်30လောက်ဖြည်းဖြည်းချင်းနှိပ်ပေးမှာဆိုရင်ကျွန်တော်နှာခေါင်းလမ်းကြောင်းလေးပွင့်သွားမယ်နော်နှာခေါင်းပိတ်တာကိုတတ်တာသွားတယ်မှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်ဒီအိမ်တွင်းမှာအိမ်တွင်းမှာပြုလို့ပြုလို့ရတယ်ကျွန်တော်ဒီ9မိနစ်အတွင်းမှာ အနေခေါင်းပိတ်တော့တက်တာသေးတယ်နီးလဲ၅ခုကြောင်းကိုကျွန်တော်ရှင်းပြပေးတော့မှာဖြစ်ရှင်းရှင်းပြပေးသွားတာဖြစ်ပါတယ်เนาะအိမ်ထဲမှာလည်းလွယ်တကူလုပ်လို့ရပါတယ်เนาะဆိုတော့နှာခေါင်းပိတ်တော့လည်းတကယ်ကိုတက်တာသေးတယ်နီးလဲနေဖြစ်ပါတယ်ဒီသူဒီမှာလည်းမေးမြန်းကြတာများရှိသေးတယ်ကွန်မန့်မှာမေးထားခဲ့လို့ရပါတယ်နောက်ထပ်လည်းဗီဒီယိုအစ်တမြောက်တင်ပေးတော့မှာဖြစ်တဲ့အတွက် notification ခေါင်းလေးခေါင်းလောင်းလေးကိုနှိပ်ပေးပါဗီဒီယိုအစ်တတင်တိုင်းသိရှိသွားမှာဖြစ်ပါတယ်